အီရန်လေပိုင်နဲ့တဲဝင်လာရရင်ဝင်ကြည့်လို့စိန်ခေါ်လိုက်တဲ့ခါမင်းနီအီရန်တော့ကမ္ဘာရှင်နယ်ဈေးကွက်ပြအောင်လုပ်တော့မယ် နာမည်ကြီးသတင်းဌာနကနေရရှိတဲ့အချက်အလက်တွေအရဒမရထရန်ကဟာအစ္စရေးရဲ့အီရန်နိုကလီးယားစက်ရုံတွေကိုတိုက်ခိုက်တဲ့ဂျိုးပန်းမှုမှာပူးပေါင်းပါဝင်ဖို့စဉ်းစားနေရလို့ဆိုပါရယ်ဒါ Operation Rising Lion ရဲ့တစိတ်တစ်ပိုင်းလည်းဖြစ်ပါရယ်အီရန်ကအမေရိကန်ကိုအလွန်အမင်းစိုးရိမ်နေရပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်မှာအစင်းမြင့်ဆုံးဘန်ကာဖြတ်ပုံတွေပိုင်ဆိုင်ထားလို့ပါပဲ။အမေရိကန်စစ်တပ်ရဲ့အကြီးဆုံးနျူကလီးယားမဟုတ်တဲ့ပုံဖြစ်တဲ့ GBU-57B မ massive honest penetrator call ဘန်ဂါဖြစ်ပုံးကအီရန်ရဲ့နေအောက်တန်းစင်စက်ရုံ folder ကိုဖျက်ဆီးနိုင်တဲ့တခုတည်းသောလက်နက်ဖြစ်ပါတယ် ဒီဖုံးတွေကအီရန်ကမြေကြီးအောက်နည်းနည်းရှိုင်းရှိုင်းမှာကွန်ကရစ်နယံတွေနဲ့ဖုံးကွယ်ထားတဲ့အခြေဆိုင်စခန်းတွေကိုထိုးပေါက်ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။အကယ်လို့ဒီအခြေဆိုင်စခန်းတွေဖျက်ဆီးသွားမယ်ဆိုရင်အီရန်ဆိုရရဲ့အာဏာကိုတိတိတသားချိနဲ့စေပြီးအစိုးရပြုတ်ကြတဲ့အခြေဖြစ်လာနိုင်တဲ့အလားအလာတွေရှိနေပါတယ်။ဒါကြောင့်အစ္စရေးနေနဲ့အီရန်ကိုတိုက်ခိုက်တဲ့ဒီစစ်ပွဲမှာအမေရိကန်ပါဝင်လာဖို့အသေးအတန်မျှော်လင့်နေတာပဲဖြစ်ပါတယ်။ ဒါဆိုရင်အခြေအနေကိုလေ့လာကြည့်ရအောင်ပါပထမဆုံးအနေနဲ့အစ္စရေးတနိုင်ငံတွေကဖျက်ဆီးဖို့ရုံးကန်နေရတဲ့အီရန်နိုင်ငံအတွင်းပြစ်မှတ်တွေကိုနားလည်ထားသင့်ပါတယ် နျူကလ িয়ার စခန်းတွေက Operation Rising Lion ရဲ့အရေးအကြီးဆုံးပြမတ်တစ်ချို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Israel က Iran ကိုနျူကလ িয়ার ဘုံထုတ်လုပ်တာကိုတားဆီးခြင်းလို့ပါပဲ။အတိုက်ခိုက်ရအခက်အခဲဆုံးပြမတ်ကတော့ Fordo Lawsasi တန်းစဉ်စက်ရုံပဲဖြစ်ပါတယ်။ဒါက တီဟီရန်မြို့ရဲ့တောင်ဘက်နဲ့ဘာသာရေးမြို့ရဲ့ရှေးမြောက်ဘက်မှာရှိတဲ့တောင်တလုံးထဲမှာတိဆောက်ထားတာပါဂျိုရုပုံရိပ်တွေမှာတောင်ကိုလုံချိုရည်နယ်နမိတ်နဲ့ဝင်းရံထားပြီးအိုမေလိုင်းကောင်းဝင်ပေါက်တွေကနေ တောင်အောင်ကတန်းစဉ်ခမ်းမရီစီကိုဥတည်နေတာကိုတွေ့ရပါတယ်။စုစုပေါင်းဝင်ပေါက်9ခုအပြင်လျှို့ဝက်လေဝင်ပေါက်၄ထွက်တည်းလည်းအများအပြားရှိတာဖြစ်ပါတယ်။တန်းစဉ်ဆက်ယုံကိုရိုင်းမှာအစစ်16ဆင့်ရှိပြီးတော့ယူရေနီယံတန်းစဉ်ဖို့73တောင်ခန့်ပါရှိပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကနိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA က forum မှာ နူဘုံအစစ်နီးပါးရှိတဲ့ယူရေနီယံကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ပြဿနာကတော့ဒါဟာမြေကြီးအောက်ပေ300အထိနယ်ရှိုင်းစွာဖုံးကွယ်ထားတာပဲဖြစ်ပါတယ်။ဒါအပြင်အရိအဆောက်အုံမှာကွန်ကရစ်ကာကွယ်မှုတွေလည်းအားဖြည့်ထားပါတယ်။အစ္စရေးကအရိဆက်ယုံကိုတိုက်ခိုက်ခဲ့ပေမဲ့မြေအောက်မှာတိုက်ခိုက်ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိသေးဘူးလို့သတင်းပို့ထားပါတယ်။အရိနေရာကိုစောင့်ကြည့်နေတဲ့ IAEA ရဲ့အဆိုအရတော့ ဒါဟာအလုံးလုံးနေစေဖြစ်ပါရင်ဒါဟာကြီးမားတဲ့ပြဿနာတစ်ခုပါပဲ။ဒါကြောင့်လဲဆိုတော့အီရန်ကအခုတိုက်ခိုက်ခံရပြီးတဲ့နောက်နျူကလ িয়ার လက်နက်တမျိုးကိုတေချာပေါက်ထုတ်လုပ်ဖို့ကြိုးစားနေလို့ပါပဲ။သူတို့ကဖော်ဒိုမှာယူရီနီယံကိုဆက်လက်တန်းစင်နေမယ်ဆိုရင်ရန်နယ်ငယ်အတွင်လက်နက်ဖန်တီးနိုင်တဲ့အဆင့်ထိရောက်လာမှာဖြစ်ပါရင်ဖော်ဒိုနဲ့စင်တူရဲ့ပြမတ်တစ်ခုကတော့ နက်ထန်စ်နျူကလ িয়ার ဆက်ယုံဖြစ်ပါတယ်။ဒါဟာအီရန်ရဲ့ပထမဆုံးအဓိကသက်စင်ဆက်ယုံဖြစ်ပြီးတော့ Centrifux 15000ခန့်ပါဝင်တာလည်းဖြစ်ပါတယ်။ဒီ Centrifux တွေကိုမြေကြီးအောက်25ဖီမှ40ဖီခန့်အောက်မှာထူထဲတဲ့ကွန်ကရစ်အလွှာနဲ့ကာကွယ်ထားပါတယ်။ Fordo နဲ့မတူတာကတော့ဒီဆက်ယုံကအစ္စရေးရဲ့ပြင်းထန်စွာတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးတော့ဂျော်ဒူတပ်ပုံတွေကနေပြသထားပါတယ်။ လျက်စစ်တအားထောက်ပံ့မှုကိုဖျက်ချောက်ထားပြီးအထောက်ကူပြုအဆောက်အဦများစုနဲ့ရှေ့ပြေးလောင်စာစီတန့်စင်ဆက်ယုံကိုပါတိတိတသာထိခိုက်စေခဲ့ပါတယ်။အစ္စရေးရဲ့ဒိုင်းရိုက်တိုက်ခိုက်မှုကမြေအောက်ဘန်ကရဲကိုတကယ်တမ်းထိုးဖောက်ဝင်ရောက်ခြင်းမရှိခဲ့ပေမဲ့ Centrifuge တွေကလည်းဖျက်ဆီးခံခဲ့ရပါတယ်။ IAEA ကကျွန်တော်တို့ရဲ့အကဲဖျက်ချက်အရဒီရုတ်တရက်ပြင်ပလျက်စစ်တအားဆုံးရှုံးမှုကြောင့် Centrifuge တွေကစစိုးဝါဖျက်ဆီးသွားပြီလို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Israel က Fordo အတွက်ပဲ American ရဲ့အကူအညီလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Fordo နဲ့ Natanz နှစ်ခုစလုံးဖျက်ဆီးခံရပြီဆိုရင် Iran ရဲ့ nuclear အစီအစဉ်ကလုံးလုံးစင်မှာလုံးဝဖျက်ဆီးသွားမှာပါ။သူတို့ကအသက်တွေဆောင်းလို့ဖို့လိုအပ်လာမှာဖြစ်ပြီးတော့ဒါဟာဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျမှာဖြစ်ပါတယ်။တခြား nuclear စခန်းတွေကလည်းအရေးကြီးပေမဲ့မဟာဗျူဟာမြောင်းမှုတော့နည်းပါတယ်။ဒါပေမဲ့ Iran ရဲ့ nuclear အစီအစဉ်တစ်ခုတည်းကသာအာရုံစိုက်ခတ်နေရတာမဟုတ်ပါဘူး။ အီရန်ရဲ့ဒုံးကျည် အစီအစဉ်ကလည်းအော်ဆရာကောင်းလာအောင်ရေးကြည့်ပါတယ်။အမေရိကန်ရဲ့ခံမှန်ချက်အရအီရန်မှာပယ်ထိန်ဒုံးကျည်3000ခန့်ရှိပါတယ်။အကယ်လို့အီရန်ကနျူကလ িয়ার လက်နက်တွေထောက်လုပ်နိုင်ခဲ့ရင်နျူကလ িয়ার စစ်ပွဲမှာအဲ့ဒီဒုံးကျည်တွေကိုအသုံးပြုပြီးပြစ်လွတ်မှာပါ။ဒါပေမဲ့နျူကလ িয়ার ကောင်းဖြုတ်ထားတဲ့ဒုံးကျည်တွေတောင်အစ္စရေးကိုပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။အီရန်ကလက်ရှိမှာ သူ့ရဲ့ဒုံးကျည်တွေကိုတစိတ်တစ်ပိုင်းကို saturation attack အဖြစ်ပြလို့ဖို့စ조사နေပြီးတော့ Israel လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုဒရဇက်ဖိအားပေးဖို့ရှိရပါတယ်။ Iran ကသူ့ရဲ့ကြီးမားတဲ့ cruise drone ကြီးနဲ့ drone လည်းတိုက်ကိုလည်းဒီရွေချက်အတွက်အသုံးပြုနေပါတယ်။ ရှာနဲ့ချီထောင်နဲ့ချီတဲ့ဒုံးကျည်တွေကို အစ္စရေးကိုပြစ်လွနေပြီးတော့သူတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကိုကုန်ဆုံးစေဖို့ဖြစ်ပါတယ်။ပေထိန်ဒုံးကျည်အနေငယ်သာထိုးဖောက်ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင်အစ္စရေးရဲ့လူဦးရေထူထပ်တဲ့ဒေသတွေစစ်ချေဆိုင်စခန်းတွေနဲ့အခြေခံဆောင်ဦးတွေကိုမပြောနိုင်လောက်အောင်ပြက်စီးစေမှာဖြစ်ပါတယ်။ဒါကိုကာကွယ်ဖို့အတွက်အစ္စရေးကပေထိန်ဒုံးကျည်ထုတ်လို့ရေးစက်ရုံတွေကနေတူလောင်ရေးနဲ့ပြစ်လို့ရေးစခန်းတွေအထိအရာရာကိုပြင်မှတ်ထားခဲ့ပါတယ်။ ေမဲ့ဒီဒုံးကြီးခြေဆိုင်စခဲအများပြားဟာမြေအောင်နဲ့နဲ့ရှဲရှိုင်းမှာမြုပ်နှံထားပါတယ်။ဒါကြောင့်အစ္စရေးကသူတို့ကိုဖျက်ဆီးဖို့ဘန်ကာဖျက်ဘုံတွေလိုအပ်ပါတယ်။အီရန်အနောက်ပိုင်းမှာရှိတဲ့ခရမ်ဘတ်အနီးမှာရှိတဲ့ဒုံးကြီးမျိုးလိုလဲခေါ်တဲ့ MNLE ဒုံးကြီးခြေဆိုင်စခဲဟာတာအဗေကောင်နေ 1265ကီလိုမီတာမိုင်အားဖြင့်986မိုင်အကွာမှာတည်ရှိပါရယ်ဂျိုဒူပုံရိပ်တရဒါဟာဘလောက်အစစ်မြင့်လဲဆိုတာကိုပြသထားပါရယ်အစာဦးစုံလင်ကဝေရောက်ထိန်ချုပ်ရေးခိန်းနဲ့စတင်ပါရယ်အနောက်တောင်ဘက်မှာဒုံကြီးလောင်စာစီနဲ့ ဓာတ်တုံးပစ္စည်းကံတွေအတွက် နေရာတစ်ခုရှိပါတယ်။အနီးနားတစ်ဝိုက်မှာတော့တောင်တွေကိုဥတည်နေတဲ့ဥမင်လိုင်းကောင်းနှစ်ခုရှိပါတယ်။ဒီတောင်တွေမှာအီရန်ကပယ်ထိန်ဒုံးကြီးတွေအတွက်ပြစ်လို့ရေးစင်တစ်ခုကိုထပ်ဆင်ထားပါတယ်။ပြစ်လို့တဲ့နေရာကနေမီတာနယ်ငယ်အကွာမှာ IRGC Iran Tollay အဆောင်တက်တမှုတွေရှိရဲ့အခြေစိုက်စစ်စခန်းဌာနချုပ်ကို တွေ့မြင်နိုင်ပါတယ်။ ဒီတောင်တန်းတစ်ခုလုံးရဲ့အောက်မှာပို့ပြီးတော့မဟာပြူဟာမြောက်တဲ့အရာတစ်ခုရှိပါတယ်။အီရန်ကဒီနေရာမှာဒုံးကြီးမျိုးလို့ခေါ်တဲ့မြေအောက်ဦးမြင့်လိုင်းကောင်းကွန်ရက်တစ်ခုလုံးကိုတိဆောက်ထားပါတယ်။ဒါကပေထိန်ဒုံးကြီး၊ Cross ဒုံးကြီးနဲ့ Drone ထောင်ပေါင်းများစွာကိုတိုးလောင်ထားပါတယ်။လွန်ခဲ့တဲ့လအနေငယ်ကအီရန်ကစစ်ဘက်ခေါင်းဆောင်နှစ်ဦးဦးမြင့်လိုင်းကောင်းကွန်ရက်ကိုစစ်ဆီးနေတဲ့ဝါရဖြတ်ဗီဒီယိုတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဒီခေါင်းဆောင်နှစ်ဦးစလုံးကပထမဆုံးတိုက်ခိုက်မှုလိုင်းမှာပြင်းမဲ့ ားခံခဲ့ရတာကြောင့်အခုအခါသိဆုံးသွားပါပြီ။အစ္စရေးရဲ့အဆိုအရဒုံးကြီးမျိုးကြီးကိုရိုင်းလည်းတိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်။မြေကြီးအောင်နဲ့နဲ့ရှိုင်းဆိုင်မှာမြုပ်ထားတဲ့နေရာတွေအပါအဝင်အီရန်ရဲ့နျူကလ িয়ার စခန်းတွေဘလောက်အတိုင်းတာကြီးဖျက်ဆီးခံရတယ်ဆိုတာရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။အီရန်ရဲ့ဒုံးကြီးတွေအစ္စရေးပြည်မတ်တွေကိုထိမှန်တာတွေအများအပြားရှိပါတယ်။အီရန်တဝန်းလုံးမှာဒုံးကြီးမျိုးလိုမျိုးမြေအောက်စခန်းတွေအများကြီးရှိပါသေးတယ်။အီရန်အနောက်ပိုင်းခမန်ရှန် န်းပြည်နယ်ရဲ့တောင်တန်းဒေသမှာလည်းဒုံးကျည်အခြေစိုက်စခန်းအမျိုးမျိုးပါဝင်တဲ့ဥမင်လိုင်ကောင်းစနစ်ကြီးတစ်ခုရှိပါသေးတယ်။ဒီအခြေစိုက်စခန်းတွေကိုလည်းအစ္စရေးကတိုက်ခိုက်ခဲ့ပေမဲ့အဲဒီနေရာကိုလည်းအပြေးအဝဖျက်ဆီးနိုင်သေးခြင်းမရှိပါဘူး။ဒါကြောင့်နောင်လာမယ့်ရက်တွေမှာနှစ်ဖက်စလုံးအပြိုင်ဆိုင်ဖြစ်လာပါလိမ့်မယ်။အစ္စရေးကအီရန်ရဲ့ဒုံးကျည်ပြည်လို့စခန်းအများစုကိုဖျက်ဆီးနိုင်ရင်အစ္စရေးကအသာစီးရပါလိမ့်မယ်။ဒါပေမဲ့အီရန်ကအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအဲဒီမတိုင်ခင် င်ဖိအားပေးနိုင်ခဲ့ရင်တော့အီရန်ကရှေ့ရောက်သွားပါလိမ့်မယ်။အခုဆိုရင်နျူကလ িয়ার စကန်တွေနဲ့ဒုံးကျည်ခြေဆိုင်စကန်တွေအကြောင်းပြောပြပါပြီ။ဒါပေမဲ့အီရန်ကောင်းဆောင်တွေနဲ့စစ်တပ်ကုကေရေးအကြောင်းကိုလည်းပြောသင့်တယ်လို့ထင်ပါတယ်။ဒီစပွဲမှာအစ္စရေးရဲ့ရေမှန်းချက်ကအီရန်မှာအစိုးရပြောင်းလဲဖြစ်နိုင်ပါတယ်။ ဝင်ကြီးချုပ်နေတန်နီယာဟုကအစ္စရေးရဲ့အမြင့်ဆုံးခေါင်းဆောင်အယ်လီခမ်မနီရဲ့အသက်ကို အမခံတယ်လို့မပြောထားပါဘူး။ဘာကြောင့်လဲဆိုတော့ဒီလိုလုပ်ရင်ပြိပခတ်ကိုအဆုံးသတ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့မထင်မှတ်ထားပဲအီရန်ခေါင်းဆောင်နေတဲ့ IRG ဓမှုအများပြားဟာတောင်နီအောက်မှာဖုံးကွယ်ထားတဲ့ကုတ်ကဲမှုနဲ့ထိန်းချုပ်ရေးဘန်ကရီစီကိုရွှေ့ပြောင်းသွားခဲ့ကြပါပြီ။ဒီဘန်ကရီရဲ့တည်နေရာတွေကို အများပြည်သူသိအောင်ဖော်ပြထားခြင်းမရှိပါဘူး။ဒါပေမဲ့ trend ကမကြ သေးခင်ကအီရန်ရဲ့ခေါင်းဆောင်ဘယ်မှာပုံနေတယ်ဆိုတာကို သူသိတယ်လို့ပြောခဲ့ပါတယ်။သူဘန်ကာတစ်ခုထဲမှာပုံနေရတောင် သူလုံးကြုံမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အမေရိကန်မှာအစ္စရီထက်ပုံမအစင်းမြင့်တဲ့လက်နက်စံတွေအများကြီးရှိပါတယ်။ဒါပေမဲ့အရင်ဆုံးအစ္စရီရဲ့စွမ်းဆောင်ရည်တွေကိုကြည့်ရအောင်ပါ။ ဒီနေရာတွေအားလုံးမှာထူညီတဲ့အချက်တခုရှိပါတယ်။သူတို့ကိုဖျက်ဆီးဖို့အတွက်ဘန်ကာဖျက်ဖုံးတွေလိုအပ်ပါတယ်။ဒီဒုံးကြီးတွေကမြေကြီးသို့မဟုတ်ကွန်ကရစ်အခိုင်မာကိုထိုးဖောက်နိုင်ပါတယ်။ပြီးတော့သူတို့မှာနှောင်နှေးစွာပေါက်ကွဲစေတဲ့စနစ်ပါရှိတဲ့အတွက်ပြင်းမှတ်ကိုရောင်းမှသာပေါက်ကွဲပါတယ်။အစ္စရေးမှာဘန်ကာဖျက်ဖုံးမျိုးမျိုးရှိပြီးတော့အများစုကအမေရိကန်ကထောက်ပံ့ပေးထားတာဖြစ်ပါတယ် Dari Day မှာ JBU 39B, JBU 31နဲ့ JBU 28တို့ပါဝင်ပါတယ်။နောက်ဆုံးတစ်ခုက Israel ပိုင်ဆိုင်တဲ့ဘုံတွေထဲမှာအစွမ်းထက်ဆုံးဖြစ်ပါတယ်။ဒါဟာလေဆာလမ်းညွှန်စနစ်ပါရှိတဲ့ဘုံတလုံးဖြစ်ပြီးတော့ပေါင်၄000ကနေ9000လောက်အလေးချိန်ရှိပါတယ်။စမ်းသပ်မှုအတွင်းမှာမြေကြီးအောက်ပေ160နဲ့ကွန်ကရစ်16ပေကိုဖောက်ထွင်းနိုင်ခဲ့ပါတယ်။ Israel ကဒီဘုံကိုနှစ်ပေါင်းများစွာဂါဇာမှာတခြားဘုံတွေနဲ့အတူအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့အီရန်ရဲ့ဘဏ်ကတချို့က JBU 28ရောက်နိုင်တာအထက်မြေကြီးအောက်ပို့ပြီးတော့နေဆိုင်ပါတယ်။ဒါအပြင်အီရန်ကဒီတုံးကြီးတွေရဲ့တရားမှုကိုရော်နေစီမဲ့ကွန်ကရစ်အခိုင်မှာပြုလုပ်နေအသစ်တွေကိုလည်းအဆက်မပြတ်ရှာဖွေနေပါတယ်။ဒါဟာဘန်ဂရီနဲ့ဘန်ဂါဖြတ်ဘုံတွေကြောင့်ဆယ်စုနှစ်များစွာကြာတဲ့အစီအစဉ်ထုံမှုပါ။တစ်ဖက်ကပစ္စည်းတွေကိုပို့ပြီးတော့ခိုင်ခဲ့အောင်ကြိုးစားနေပြီးနောက်တစ်ဖက်က တုံးကြီးတွေကိုပို့ပြီးတော့ပေါက်ကွဲအားများအောင်ကြိုးစားနေပါတယ်။ဒီတုံးကြီးတချို့ကအရန်ကိုအဆင်ပြေတဲ့အတွက် ်အမေရိကန်ဘသူ့အမမရှောင်းမအောင်အစ္စရေးအပါဝင်ဖြစ်ပါတယ် GBU 57 MOP တို့မဟုတ် Massed Ordnance Penetrator ကိုကြည်ပါဒီတုံးကြီးကကြီးမားပါတယ်ပေါင်3000လောက်အလေးချိန်ရှိပါတယ်ဒါကဘုံကို ထိခိုက်မှုမှာကြီးမားတဲ့ kinetic energy ပေးပြီးတော့ကြောက်မြေနဲ့ concrete တို့ကိုထိုးပေါက်စေနိုင်ပါတယ် MOP ကိုပြည့်လွန်နိုင်တဲ့တစ်ခုတည်းသောလေပတ်နေတဲ့လေယာဉ်က separate ပုံသေးလေးရင်ဖြစ်ပြီးတော့ဒါကိုတည်ဆောင်နိုင်ဖို့အထူးပြုပြင်မွမ်းမံထားပါတယ်ဒီဘုံကမြေကြီးအောင်ပေနေရအထိပြင်မှတ်တွေကိုထိမှန်နိုင်ပါတယ်နိုင်ရှင်ကြည့်မယ်ဆိုရင်အဲ့ဒါကမြေကြီးအောင်20ထက်အဆောင်တစ်ခုနဲ့ညီများပါတယ်ဘန်ကာတစ်ခုနဲ့တွေ့တဲ့အခါဘုံက concrete ပေ60ခန်းကိုဖောက်ထွင်းနိုင်ပါတယ်ဒါတွေကထုတ်ပြန်ထားတဲ့ဂိမ်းကနန်းတွေဖြစ်ပါတယ်ပုံမအစင်းမြင့်တဲ့ version တွေကပို့ပြီးတော့ပြည့်စည်ဆုံးရှုံးမှုတွေဖြစ်နိုင်ပါတယ် MOP က American ရဲ့အက ောင်းဆုံးဘန်ကာဖြတ်ပုံဖြစ်ပြီးတော့ကမ္ဘာပေါ်မှာအကောင်းဆုံးပါပဲရုရှားရဲ့အကောင်းဆုံးဘန်ကာဖြတ်ပုံတွေက ကွန်ကရစ်ဆယ်ပေသာထိုးပေါက်နိုင်ပါတယ်။ပြီးတော့တရုတ်ကလည်းသိအများကြီးမထိုးထက်သေးပါဘူး။ဒါပေမဲ့အီရန်ကိုပြန်သွားမယ်ဆိုရင်မေးစရာကဒါပါပဲ။အမေရိကန်ရဲ့တိုက်ခိုက်မှုကအီရန်ရဲ့အရေးအကြီးဆုံးစက်ရုံတွေကိုဖျက်ဆီးနိုင်မလားမဖျက်ဆီးနိုင်ဘူးလား။ဂေါလာဟာလာတွေအများကြီးရှိပါတယ်။ပြန်တန်းဝင်ရောက်ကြကတိတ်ပြီးတော့ပြဿနာမရှိနိုင်ပါဘူး။အစ္စရေးရဲ့တိုက်လေယာဉ်တွေကအီရန်လီပိုင်နဲ့ထဲမှာလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တာကိုကြည့်ရင်ကမ္ဘာပေါ်မှာအကောင်းဆုံးလျှို့ဝှက်နိုင်စွမ်းရှိတဲ့ B2 ပုံချဲလေးရင်ကဘာအဟန်တာမှရှိမှာမဟုတ်ပါဘူးပြီးတော့လွန်ခဲ့တဲ့လအနေငယ်ကအမေရိကန်က B2 ပုံချဲလေးရင်တက်ခွဲတစ်ခုလုံးကိုအိန္ဒိယသမုဒ္ဒရာထဲမှာရှိရဲ့ဒန်ဂိုဂါစီယယ်ကျွန်းပေါ်မှာတက်ဆွဲထားခဲ့ပါတယ်ဒီကျွန်းကအီရန်ကန်ယူရန်ကနေ2400မိုင်ဝေးပါတယ်အဲ့ဒါကအဝေးလို့ထင်ရပေမဲ့ B2 ရဲ့လှုံ့ဆော်သွားလာနေတဲ့အကွာအဝေးတဲမှာရှိပါတယ်။ဒါပေမဲ့ American ကပြင်မှတ်ကိုအောင်မြင်စွာတိုက်ခိုက်နိုင်ပြီးမှန်ကန်တဲ့နေရာကိုထိမှန်ခဲ့ရင်တောင်ဒီစက်ယုံတွေမြေကြီးအောက်ဘလောင်နဲ့မြုံနှံချားလိမ့် ကွန်ကရစ်အခိုင်မှာဘလောက်များများရှိလဲဆိုတာကမေးစရာမေးခွန်းတွေအဖြစ်ရှိနေသေးပါပဲ။ဒါကြောင့်လဲဆိုတော့အီရန်ကသူတို့ရဲ့ဘန်ကယ်ရီဆောင်းလုပ်တဲ့အခါ MOB ဘုံရဲ့အစွမ်းကိုထည့်သွင်းစဉ်းစားပြီးတော့ခုခံကာကွယ်ဖို့ကြိုးစားခဲ့တာထင်ရှားပါတယ်။ဦးမေလိုင်ကဝင်ပေါက်တွေလေဝင်လေထွက်ပေါက်တွေလျှက်စစ်တအားလိုင်းတွေကိုဖျက်ဆီးတာမျိုးဟာနျူကလ িয়ার စက်ရုံကိုယ်တိုင်ကိုလုံးဝဖျက်ဆီးဖို့မလိုပဲအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုတိတိတသာနှောင့်နှေးစေနိုင်ပါတယ်။ဒါပေမဲ့လက်ရှိအီရန်ရဲ့နျူကလ িয়ার ခန်းနေအားနေနေပေမဲ့အီရန်ရဲ့ဝက်ဖဲတစ်ချက်ကတော့နောက်ထပ်စက်ယုံတစ်ခုထပ်မံတိစောက်နေတာပါပဲအီရန်က Natas နဲ့ Fordo ဆက်ယုံတွေကို American ရဲ့တိုက်ခိုက်မှုနဲ့ဖျက်ဆီးခံရနိုင်တယ်ဆိုတာကိုသိထားပုံရပါတယ်။ဒါကြောင့်သူတို့ကမူရင်း Natas ဆက်ယုံရဲ့တောင်ဘက်မှာ Natas 2လို့ခေါ်တဲ့ဆက်ယုံအသစ်တစ်ခုကို2020-2021ခုနှစ်တွေမှာ Israel ရဲ့ဖျက်ဆီးတိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်မှာစတင်တည်ဆောက်ခဲ့ပါတယ်။2023ခုနှစ်ဂျိုဒုရုပ်ပုံတွေအရာ တောင်နှင်းကိုဥမင်လိုင်းကောင်အစ်စ်တွေဒူးနေတာကို တွေ့ရပြီးတော့2025ခုနှစ်မှာဒီစီမံကိန်းကပြီးစီးမဲ့အခြေအနေကိုရောက်ရှိနေခဲ့ပါပြီ။ နတ်တန်စတူကအမေရိကန်ရဲ့ဘန်ကောက်ဖြတ်ဖုံးတွေလလံမမီနိုင်တဲ့နေရာမှာရှိနိုင်တာကြောင့်ဒါဟာကြီးမားတဲ့ပြဿနာတစ်ရပ်ဖြစ်ပါရင်ခမန်းကြီးအားဖြင့်မြေကြီးအောင်ပေ260ကနေပေ330အထိနှက်ဆိုင်တဲ့အဆိုင်ခဲကြောင့်နဲ့ကွန်ကရစ်အခိုင်မှာအလွာများစွာနဲ့ဆိုရင်တော့ MOB ဘုံတောင်ဖောက်ထွင်းနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် Netanz 2ကအစ္စရေးတိုက်ခိုက်ရတဲ့အဓိကအကြောင်းရင်းဖြစ်ပါရင် အမေရိကန်ရဲ့ဂျာဝင်ဆွေးဖက်မှုကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုရက်အနေငယ်တော့ရက်တက်နိုင်ပေမဲ့လာအနေငယ်အတွဲမှာအီရန်က Natanz 2မှာနျူကလ িয়ার လက်နက်အထက်ယူရီနီယံကို ထုတ်လုပ်နိုင်မှာဖြစ်ပြီးတော့ဘယ်သူမှသူတို့ကိုဓာစီနိုင်မှာမဟုတ်တော့လို့ပါပဲ။ American ဝင်ရောက်ဆွေးဖက်မလား? အစ္စရေးကကာကွယ်ရေးအထွတ်အမေရိကန်ကို အကူအညီတောင်းနေချိန်မှာအမေရိကန်တကယ်ပဲဂျောင်းဝင်ဆွဖက်မလားဆိုတာကမေးစရာပါ။သမရထရန်ကစစ်ပွဲအသစ်တွေမဖြစ်စေဖို့ကတိပေးခဲ့ဘူးပေမဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးဖို့ရည်ရွယ်တဲ့ဘန်ကာဖြတ်ပုံတိုက်ခိုက်မှုဟာအစိုးရပြောင်းလဲရေးစစ်ပွဲလိုမျိုးအပြေးဝစစ်ပွဲမဟုတ်ဘူးလို့ရှုမြင်နိုင်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုအပြီးမှာအီရန်ကနျူကလ িয়ার လက်နက်တီထွင်ဖို့ကြိုးစားနေတာသိကြနေပြီးတော့ Fordo ဆက်ရုံကဆက်လက်လည်ပတ်နေသေးတဲ့အတွက် Rising Lion ဆက်ဆံရေးအောင်မြင်ဖို့ Fordo ကိုဖျက်ဆီးဖို့လိုအပ်ကြောင်း Israel အရာရှိတွေကပြောကြားထားပါတယ်။ အင်စရင်းနဲ့တရောင်ထဲအလုံးမပြီးနိုင်ရင်စတင်မလို့တင်နိုင်ဘူးလို့ဆိုနိုင်ပါတယ်။ဒါကြောင့် Ford ကိုဂိုင်းတွေဖို့ဖြည့်စည်တိုက်ခိုက်မှုဒါမှမဟုတ် Cyber တိုက်ခိုက်မှုလိုမျိုးတခြားနည်းလမ်းတွေရှိတယ်လို့အင်စရင်းကလူသိရှင်ကြားပြောဆိုပေးမယ်။လက်ရှိအချိန်ထိဘာမှမတွေ့ရသေးတဲ့အတွက် American ရဲ့ဘန်ကောက်ဖြတ်ပုံးတွေလိုအပ်နေပုံရပါတယ်။ American ကအင်စရင်းရဲ့လုပ်ရည်တွေကိုပထမဆုံးမှာစန့်ကျင်ပုံရပေးမယ်။နေဒန်နီယာဟူရဲ့ထက်မြက်တဲ့လှုပ်ရှားမှုကြောင့် Trump က ရန်ကိုနျူကလ িয়ার လက်နက်တီထွင်ခွင့်မပေးနိုင်တော့တဲ့အတွက်အခက်တွေ့နေပြီးတော့အခြေအနေကိုမြင့်တက်စေခဲ့တာကြောင့်အတင်းကျပ်လုံးဆောင်ရနိုင်ပါတယ်။ဒါကြောင့်ထရန့်ရဲ့ပြောဆိုမှုတွေပြောင်းလဲလာပြီးအီရန်ကိုအငြင်းခံဖို့တောင်းဆိုလာတာကိုတွေ့ရပါတယ်။တချို့ကောလာဟာလာတွေအရ ထရမ်ကဒီတိုက်ခိုက်မှုအကြောင်းအစကတည်းကသိခဲ့ပြီးတော့နျူကလ িয়ার ဆွေးနွေးပွဲတွေမအောင်မြင်တဲ့အတွက်အစ္စရေးကိုခွင့်ပြုခဲ့လို့ဆိုပါတယ်။ထရမ်ကတိုက်ခိုက်မှုအဆုံးဖြတ်ရင်အကျိုးဆက်တွေကပြင်းထန်ပါလိမ့်မယ်။အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အလီခမေနိုင်းကအမေရိကန်ရဲ့တိုက်ခိုက်မှုကပြင်းထန်ပြီးပြန်လည်ပြင်ဆင်လို့မရတဲ့အကျိုးဆက်တွေရှိလိမ့်မယ်လို့သတိပေးထားပါတယ်။အီရန်ကအရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်စခန်းတွေကိုတိုက်ခိုက်ပြီး သူတို့ရဲ့ကိုယ်စားလှယ်ကွန်ရက် Hezbollah, Houthi, Iran စစ်တပ်တွေကလည်းပူးပေါင်းပါဝင်လာနိုင်ပါတယ်။အခြေအနေထိမနိုင်သိမရဖြစ်လာရင် Iran က Homos ရေလကြားကိုဖိတ်ဆို့ပြီးတော့ကမ္ဘာရေနံစီးနှုန်းတွေကိုမြင့်တက်စေကကမ္ဘာစီးပွားရေးအခြေတဲကိုဖြစ်စေနိုင်ပါတယ်။ဒါအပြင်ရှီမန်မာရှိတဲ့ဟူဒီတွေကို Bubble Mandap ရေလကြားပေါ်တိုက်ခိုက်မှုတွေကိုချဲ့ထွင်ဖို့ညွှန်ကြားပြီးတော့အရေးပါတဲ့ကုန်သွယ်မှုလမ်းကြောင်းတွေကိုလည်းဖိတ်ဆို့နိုင်ပါတယ်။အရှိလေပိုင်းကပို့ပြီးတော့ကြောင်းရတာကတော့အီရန်ကဖိလင်ဝိမာရှိတဲ့ရေနံဆက်ယုံတွေကိုစတင်တိုက်ခိုက်တာပါပဲ။တနည်းအားဖြင့်ပြောရရင်အမေရိကန်ရဲ့ဂျာဝင်ဆွဲဖက်မှုက NDA ရှိတဲ့စစ်စင်ရေးတစ်ခုဖြစ်ပြီးတော့ဦးစားပေးရွေးချယ်မှုမဟုတ်ပေမဲ့အီရန်ကနျူကလ িয়ার လက်နက်တွေဆက်လက်တည်ဆောက်နေရင်တော့ဖြစ်လာနိုင်ခြေရှိပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရစေရှင်။